ားလုံးတို့သားလေးကြပါကျွန်တော်ရဲ့ RPR RPM မြန်မာ YouTube Channel လေးကနေ YouTube ဆောင်ပြန်လေးကြိုဆိုလိုက်ပါရစ်အခုမြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့အားကတတော်အေးရဲ့တပွေတဲ့ရင်ထုတ်ပြန်ချက်မှာထုတ်ပြန်ထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်။2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ပါဗီဒီယိုလေးဖြစ်ပါတယ်။ ထွတ်စစ်ချန်ပီယံစစ်ကော်မရှင်ဟာ၎င်းတို့လက်လွတ်ဆွန့်ခြုံခဲ့ရတဲ့စခန်းတွေတည်ရင်ဌာနချုပ်တွေတက်မဌာနချုပ်တွေအပါဝင်မြို့နယ်တချို့ကိုပြန်လည်သိမ့်ပိတ်ချယူဖို့စ조사နေတယ်လို့ပဲနောက်ထပ်စခန်းတွေထပ်မံပြီးတော့လက်လွတ်ဆွန့်ခြုံမခံရစေဖို့အတွက်လေထွတ်စစ်တွေခန်းစစ်တွေမြန်မာနိုင်ငံအနေနဲ့အနှံ့အပြားပြင်ဆင်ဆင်နွှဲလျက်ရှိပါတယ်။အကြောင်းအရခတ်တက်တို့နဲ့ဖြစ်စစ်အကြံပေးစစ်ကော်မရှင်တို့နှစ်ဖက်ပြင်ဆင်ထားတဲ့နေရာတွေမှာတိုက်ပွဲတွေနေစဉ်နေပါ ဆက်လက်ပြင်ထန်လေးရှိနေပါတယ်။အဲဒါဆိုရင်ဘရခပကိုတိုင်အဆက်အရခမကွေတိုင်အဆက်အရခအယောင်တွေတိုင်အဆက်တွေမှာဂျန်သူရဲ့ထိုးစစ်တွေကိုအရခတပ်တွေရဲ့အကောင်းဆုံးခံစစ်တွေနဲ့အတူတပ်ပြန်ထိုးစစ်တွေနဲ့ဟန်ရှင်းကြီးဆင်ရွေးလေးရှိပါတယ်။ဘက်တွေတံပြန်ထုတ်စစ်အနေနဲ့ပကိုတိုင်းပတောင်းမြို့နေပကံကွေ့ ကြေးရွာတောင်ဘက်6ကီလိုမီတာအကွာဝေးမှာရှိတဲ့ဖြစ်စစ်ချက်ပဲစစ်ကောင်မရှင်ရဲ့666ပွင့်ကုံကိုအော်တိုဘာလ14ရက်နေ့နံနက်9နာရီ5မိနစ်အချိန်မှာစတဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ဆိုပါပွင့်ကုံနဲ့၎င်းပတ်ဝန်းကျင်မှာတကွေစစ်ပွားနေခဲ့တာလာအတန်ကြာခဲ့ပြီဖြစ်ပေမဲ့ဂျမန်နီကစားပြီးတော့အာရခတ်တက်တော်ကထိုးစစ်အချိန်ကိုပြင်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။၃နာရီခန့်နှစ်ဖက်၃တန်မှာ ထုတ်စစ်စင်တက်ခိတ်မှုအပြီးမှာစူပါစခန်းကိုအရကတက်တိုနဲ့ဘွန်တပ်ပွဲတွေကတင်ပိတ်ရယူခဲ့ပါတယ်။ point 666စခန်းတစ်ခုလုံးဟာတင်ပိတ်ရယူခဲ့စဉ်အတွင်းညတုအလောင်းတချို့နဲ့လည်းလည်းခရံနဲ့သုံးဆောင်ပစ္စည်းတချို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။အဲ့ဒီထုတ်စစ်အတွင်းတက်ရည်ခက်ရည်ကောင်းမွန်တဲ့အရကတက်တိုစစ်တီများအနေနဲ့အတူပိဆက်ဆွံ့လွှတ်ခဲ့ရတဲ့အရကစစ်တီများအားလင်းနစ်စွာမှတ်တမ်းနဲ့ဂုဏ်ပြုပါရယ်။ စစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာလည်းလက်နေကြီးဒရုန်းအပြန်လန်းတိုက်ခတ်မှုတွေအခုရက်ပိုင်းအတွင်းပုံပေါ်ပြင်ထန်လျက်ရှိပါပြီ။နိုင်ရီကန်မြူဟာကုန်းဟာအပြစ်သက်တိမ့်ပိတ်ရှာယူရန်အတွက်အနည်းငယ်သောလက်ကျန်နေရာတချို့ကို ထူးစစ်စင်တက်ခိုက်နေတဲ့ကဲတော့ကစင်ကလျာထွက်ပြေးနေကြတဲ့ရန်သူများနဲ့လည်းနေရာတချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိသည်။လင်းနေရှာအလင်းဝင်ရလာသူများကိုစစ်တုံးပန့်ဥပဒေနဲ့အညီကောင်းမွန်စွာပြုစုဆောင်ချောင်းပေးထားပြီးဒီအဝရီတိုင်းရေချင်မြို့နယ်စစ်စဲယိုချေးရွာအနီးမှာလည်း2025ခုနှစ်အော်တိုဘာလ15ရက်နေ့နေ့လယ်3:55မိနစ်မှာစတယ်ပြီးမိနစ်အနည်းငယ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။နောက်ဆက်တွဲသတင်းများရှိပါကဆက်လက် ်တင်ဆက်ပေးသွားပါမယ်။သတင်းတွေပြန်ကြရေးအာရခတက်တို့လို့ထုတ်ပြန်ချက်မှာပါရှိပါရစေ။ ရခတ်တော်အေကဒီကတဲ့ရှေ့ပိုင်းကစစ်ကောင်စီရဲ့အရေးကြီးဆုံးပြူဟာကောင်တစ်ခုဖြစ်တဲ့နိုင်ငံကံပြူဟာကောင်ကိုဥပဒေပွဲနေတဲ့အတူတိုက်ခိုက်သင်ပေးရရှိထားတာဖြစ်ပါတယ်။အဆုံးထိကြေညာဆင်ပေးကြတဲ့ရောလန်မိဖပြည်သူညီကောင်မတော်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်။အားလုံးပေးခင်ကြမှာကြပါသည်ခင်ဗျာ။